ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီဝတ်ဟောင်းတွေနဲ့ဒေဝါလီအတွက်ဝတ်စားလေးတွေချုပ်လိုက်ရင်အမေလည်းပျော်မှာပဲချုပ်လိုက်ရင် ကောင်းမလားမသိဘူးစွန်းနေကအဝတ်တွေကိုဖြန့်ပြီးထိုင်နေတော့ ဒေါဟီမဆိုတဲ့သူ့အမေကအခန်းထဲဝင်လာပြီးပြောလိုက်ပါတော့တယ်။သုံးနွယ်အမေတို့တွေတန်ရှင်းလောက်တုန်းကမိဖို့ကြောင့်တော့ဆုံးကြီးကိုဘယ်နှမထားခဲ့လဲသိလား။ဟုတ်ကဲ့မေ။သုံးလေသုံးနာမရှိတဲ့ပစ္စည်းတွေကိုတစ်တာကြီးတဲ့ထည့်ထားတယ်။အဲ့ဒီထဲကနေထုတ်လိုက်လေမေ။အေးအေးအေး။တန်းနဲ့နေပါအောင်။တမရဥွက်တွေကိုဒီလိုဖြတ်မေဘာလို့နေရလဲ။ဘာမှမဟုတ်ပါမေရဲ့။အမေရဲ့အတော့မဝင်တော့တဲ့စာရီတွေရဲ့တမီးရဲ့ပျက်စီးနေတဲ့အဝဟောင်းလေးတွေရဲ့ပါ။အဲ့ဒါတွေကိုဖြန့်ပြီးဒေဝါလီအတွက်တစ်ခုခုချုပ်လိုက်ရင်ကောင်းမလားလို့စဉ်းစားနေရပါ။ ။အိုးဒါတကယ်ကောင်းတဲ့တွေ့ပဲ။ဘာပဲဖြစ်ဖြစ်သမီးကအမြဲတမ်းတီလို့အတော့မဝင်တဲ့အဝတ်ဟောင်းတွေကနေတခုခုအသိဖြစ်အောင်ဖန်တီးတက်တာပဲ။အရင်ကောင်းတဲ့သမီးရဲ့ချုပ်တဲ့တော့ချုပ်ပါသမီး။ဒေါဟီမစကားကိုကြားတော့စုနယ်ကပြုံယုံသာပြုံပြပြီးဘေးဆော်ရီကိုဘလူးဖြတ်ပြီးဘလူးဝစ်ဆော်ရီနဲ့တွဲချုပ်ရမယ်ဆိုတာစတင်တွက်ချက်တော်တာပေါ့။အမေကတီဆာရီတွေကိုတော်တော်လေးဝတ်ထားပြီးပြီ။အဲ့ဒါကြောင့်တီဆာရီတွေကတော့အမေအတွက်မချုပ်တော့ဘူး။ကိုယ်အတွက်ပဲချုပ်တော့မယ်။ ကိုအဝဟောင်းတွေအနေနဲ့အမေအတွက်ချုပ်လိုက်ကောင်းမယ်။ဒါဆိုရင်တော့အဆင်ပြေမယ်။ဒီလိုနဲ့စုနယ်ဟာသူ့အမေရဲ့စာရီတီတဲကသူ့ကိုယ်သူဝတ်ဖို့ဝတ်စုံတထည်ကိုပုံဖော်ဖျက်တောက်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့ပြည့်စင်နေတဲ့အဝဟောင်းဒီတဲကနေရောက်ကမအတွက်ဝတ်စုံတစုံကို ချုပ်လုပ်ခဲ့ပါတယ်။စုနယ်ကချုပ်လုပ်တတ်တဲ့အတတ်ပညာကိုပိုင်ဆိုင်ထားရတာပေါ့။သူစင်းရဲခဲ့စဉ်ကပွဲတော်တွေမှာဒီလိုနီးလန့်တဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းခဲ့ရတာမို့လို့ပါပဲ။ပွဲတော်မတန်ခင်ပါပဲ။စုနယ်က ကိုယ့်လက်နဲ့ကိုယ်တိုင်ချုပ်ထားတဲ့ဝတ်စုံနဲ့ရောက်ကမအတွက်ဝတ်စုံတွေကိုချုပ်လုပ်ပြီးစီးခဲ့ပါတယ်။ပြီးတော့နှစ်ထည်လုံးကိုလက်နေပေးပန်းထိုးအလှဆင်လိုက်တော့အဝိစားတွေကအရင်လှပါပြီးနှစ်အောင်လုံးဝတ်ဆင်နိုင်ခဲ့ကြပါတယ်။အမေကြည့်ပါအောင်။သမီးတောင်မိရဲ့စာရီကနေချုပ်လိုက်တာဘလို့လဲပြောပါအောင်။အရင်လှတာပေါ့သမီးရဲ့။အမေအမြဲတမ်းပြောနေကြပဲ။သမီးရဲ့ညာနဲ့ဆိုအူဟောင်းနေတော့ဘသူမှမမှတ်မိနိုင်အောင်လှပအောင်ဖန်နှီးနိုင်တာပဲငါသမီးကတကယ်ဉာဏ်ကောင်းတယ်သိလား ။စိုးနယ်ကသူ့ရောက်ခမအိမ်မှာထိုင်ရင်သူ့ရဲ့ငယ်ဘဝကိုလွမ်းစွန်တန်းကြနေခဲ့ပါတယ်။စိုးနယ်ကသူ့ရဲ့စာရီဟောင်းတွေကိုဖြန့်ပြီးသူ့ရဲ့အတိတ်ကိုပြန်ပြီးအမှတ်ရနေခဲ့ပါတယ်။သူဟာဆင်းရဲခဲ့ပေမဲ့ခန်းတော်ရဲ့အင်ကိုလက်ထပ်ပြီးရောက်လာခဲ့ပါတယ်။အိမ်မှာအစီအကံတွေလည်းရှိပါတယ်။ဘာမှမလိုအပ်အောင် ပြည့်စုံလွန်းလာပါတယ်။ဒါပေမဲ့လည်းစိုးနယ်ကတော့မလိုအပ်ဖေးပတ်စံဖြုံးတာကိုမကြိုက်တဲ့မိန်းကလေးတယောက်ပါ။ ။စုနေဟာသူ့ရဲ့စာရီတွေကိုဖြန့်ပြီးထိုင်နေတော့သူ့ရောက်မှပိုးတွေကအခင်းတွေရောက်လာခဲ့ပါတယ်။လူတိုင်းကတီပူပြင်းတဲ့နေရာတွေမှာဘာလို့ငါ့ကိုရှောက်သွားခိုင်းညာလဲမသိဘူး။ရှာတာနှံ့နေပြီ။ကျောင်းမရောဘယ်မှာရှိနေလဲမသိဘူး။မမရေမမဘယ်မှာလဲ။ပိုးတီဘာဖြစ်လာလဲပြောပါဦး။မမကိုအင်ဂျီတစ်ခုလုံးလိုက်ရှာနေရတာအပြင်ထွက်ခဲ့ပါတော့။အဖွားနဲ့အမေကအပြင်ကိုခေါ်နေတယ်။ဘာလို့ခန်းထဲမှာအဲ့လိုထိုင်းညာလဲ။တေဝါလီကရောက်တော့မယ်လေ။ အိမ်မှာအလုပ်တွေအများကြီးရှိနေတာကိုမမအခန်းထဲမှာတတောင်တက်တာနားနေရပေါ့မဟုတ်ပါဘူးပို့တည်ရဲ့ငါပြီးရရှင်းနေတာပါကြည့်ပါဦးဒီစာရီတွေဘလောက်အသုံးဝင်မလဲဒါတွေကိုထုတ်နေတာပါဒါနဲ့နေပါဦးငါပစ္စည်းတွေရောအလားတဆွန့်ပြစ်တာမကြိုက်ဘူးဒီစာရီတွေကအစ်တတိုင်းမရှိသေးတယ်ဒီအိမ်ကြီးမှာအမေကစာရီတထဲကိုသုံးခါတည်းပို့မပွက်ခိုင်းဘူးဆိုတော့ဒါတွေကအသုံးမဝင်တော့တာဒါပေမဲ့နင်သားလို့ချင်နေဆိုရင်ဒီဝဟောင်းတွေကနေအရန်လာတဲ့ဝတ်စုံတွေကိုငါချုပ်ပေးနိုင်တယ် ပြောပါအောင်ဒီတေဝါလီမှာငါချုပ်ပေးတဲ့ဝတ်စုံဝတ်ချင်လားအဲ့ဒီအဝတ်ဟောင်းတွေကနေချုပ်ထားတဲ့ဝတ်စုံကျမဝတ်ရမှာလားမမဒီယိုတသားပြောရရင်လေဘသူမှနဲ့အဝတ်ဟောင်းတွေကနေချုပ်ထားတာဝတ်ထားမယ်တော့သိမှာမဟုတ်ဘူးငါအလောက်လှအောင် ချုပ်ပေးမှာပါလူတိုင်းမကြည့်ပဲမနေနိုင်ချုပ်ပေးမယ်ပြောလေချုပ်ပေးရမလားနင်သိလားငါမိဘအိမ်တော့ကလည်းအဝတ်ဟောင်းတွေကနေချုပ်ထားတာပဲဝတ်ခဲ့တာလူတိုင်းကသဘောကျကြတယ်လေစိုးနွေရဲ့စကားကိုကြားပြီး ဘူဒီကခဏတညင်နေပြီးမှခက်မမလေးတန်းနဲ့ပြောလိုက်ပါတော့တယ်။မမယူနေလား။မမလက်ထပ်ပြီး6လနေပါရှိနေပြီ။ဒါပေမဲ့မမဒီအိမ်ကြီးရဲ့ချွေးမှမဖြစ်သေးဘူး။စင်ရဲတဲ့မိန်းကလေးတယောက်ပဲရှိသေးတာ။ရောင်းမရဲ့ဒေဝါလီမှာမမရဲ့ဝဟောင်းနဲ့ချုပ်ထားတာကိုကျမဝေ့ရမယ်ဆိုတာဘာသဘောလဲ။ကျမပတ်စံမရှိလို့လား။ဒါမှမဟုတ်မချမ်းသာလို့လား။မမဘာကိုပြောချင်တာလဲ။အိုးမဟုတ်ဘူး။မဟုတ်ပါဘူးပိုးတည်းရဲ့။ငါပြောတာနဲ့အထင်လွဲသွားပြီ။ ငါအဲ့ဒီလိုမစိုးလိုပါဘူးငါ့ကိုခွင့်လွှတ်ပါ မမရဲ့မမအဲ့လိုပြောနေလို့ကျမတို့မကြိုက်တာလာအခုပြင်ထွက်ခဲ့တော့အတုံးမဝင်တာတွေလုံမနေနဲ့အဖွားနဲ့အမေကမမကိုခေါ်နေတယ်ဒီလိုပြောပြီးပိုးဒီကမျက်နှာမေ့ကအခန်းထဲကနေထွက်သွားလိုက်ပါတော့တယ်စွန့်ရယ်လေးဝန်းနေစွာနေပြီးအခန်းထဲကနေအင်ကြီးရဲ့အေကဲမစီကိုလိုက်သွားရပါတော့တယ်စွန့်ရယ်ရောက်ခမအီမရောက်ခမအဖွားရောက်ကတိခဲအိုနှစ်ယောက်ရောင်မနှစ်ယောက်ပိုးဒီနဲ့စွန့်ရယ်ရဲ့ခင်ပွန်း စားရမိသားစုဝင်တွေရှိကြပါတယ်။ယောက်ျားသားတွေကအလုပ်နဲ့မအားကြတော့မိန်းမတွေကပင် အင်တာဝန်တွေကိုယူထားရတော့ပေါ့။စိုးနယ်ရောက်လာတော့ဖွားနုကပြောလိုက်ပါတော့တယ်။အဖွားတမီးရောက်ပါပြီ။လာချွေးမရေအဖွားတို့အားလုံးတမီးကိုအကြိုက်စောင့်နေရတာ။ကဲအားလုံးပဲနားထောင်ကြ။အခုချွေးမလေးရောက်လာပြီဆိုတော့ဒီနေ့ငါတို့အားလုံးတိတ်ဝါလေးအတွက်အိမ်ကြီးတစ်ခုလုံးတန်ရှင်းလုပ်ကြမယ်။ကောင်းပြီ။အိမ်ရဲ့တောင့်တိုင်းနေရာတိုင်းတန်ရှင်းနေရမယ်။ အစီခံတွေရောမိသားစုဝင်တွေရောတောင်းသေးချာနားလည်ထားကြချွေးမယူရသမီးအိမ်ပြင်ဖက်တန်ရှင်းကိုတာဝန်ယူရမယ်ဧည့်သည်တွေအပြင်းအနေလာတဲ့ခါအိမ်အပြင်းအနေတန်ရှင်းနေဖို့အပြင်တစ်ခုလုံးသေချာတန်ရှင်းခိုင်းဖို့ကသမီးတာဝန်မယ်ကြံတဲ့ချွေးမနင်းစီသမီးအိမ်အမိုးထက်ကိုတန်ရှင်းခိုင်းစိုးနွယ်ချွေးမသမီးကတော့အိမ်အတွင်းမှာတစ်ခုလုံးတန်ရှင်းခိုင်းရမယ်နားလည်လားဒါဆိုကျမရောကျမလည်းတစ်ခုခုလုံရအောင်မလားကျမအေးအေးဆေးဆေးနားရရင်ကောင်းမယ် အဖွာအလုတ်ချိန်မှာအလွတ်လုတ်ပြီးအားလက်ချိန်မှာမှနာခိုင်းတက်မှသိရတာနဲ့ဒီလိုစကားမျိုးဘလို့ပြောရတာလဲစိုးနွယ်ချွေးမတယောက်တည်းအိမ်တွင်းမတစ်ခုလုံးတန်ရှင်းခိုင်းရမှာတမီလည်းသူ့ကိုကူညီပေးရမယ်စိုးနွယ်ချွေးမတမီအိမ်တဝက်ကိုတန်ရှင်းခိုင်းပိုးတီယာကျန်တဝက်ကိုတန်ရှင်းခိုင်းကောင်းပြီလားအမေဒါဆိုကျမရောကျမဘာမှမလုပ်ရအောင်လားဘာလို့မလုပ်ရမှာလဲငါမြေးတွေချွေးမတွေမြေးမတွေအကုန်လုံနေငါချွေးမဘလို့များအားနေအောင်ထားနိုင်မှာလဲ လာငါစပင်စီလိမ့်ပေးဒီလိုနဲ့လူတိုင်းကိုအလုတ်ခွဲပေးပြီးတဲ့နောက်ဖွားနုကတော့တက်တောင်တက်တာထိုင်ပြီးစပင်ကိုစီလိမ့်ခိုင်းပါတော့တယ်ထွေးမသုံးရောင်လုံးလေးအစီကံနှစ်ယောက်စီခေါ်ပြီးတန်ရှင်ရေးစတင်လှုပ်ဆောင်ကြပါတယ်အင်ကြီးကရင်ကိုကြီးမားပြီးတော့ကြီးမားတဲ့မျက်ခင်းပြင်အခမ်းပေါင်းများစွာနဲ့အရာရာတိုင်းကလေးလှပနေတော့တာပေါ့ယူရကပထမဆုံးအစီကံတွေကိုအိမ်ပြင်ဘက်မှာတန်ရှင်ရေးလှုပ်ခိုင်းလိုက်ပါတော့တယ်နောက်ထောင် ပထမဆုံးအိမ်တစ်ခုလုံးတေချာတန့်ရှင်းရမယ်။ပင့်ကူအိမ်တွေဖုံမုံတွေဘယ်နားမှမကြအောင်လုပ်ရမယ်နော်။နေရန်တိုင်းပုတ်တိုက်ပြီးမှပန်းချောင်တန့်ရှင်းခိုင်းမယ်။အိုးတရလူတွေငါဘလောက်တော့အလုပ်လုပ်ခိုင်းနေကြရလဲ။ခဏနားလိုက်အောင်မယ်။ဒီကြားထဲမှာသူတို့အိမ်တစ်ခုလုံးတန့်ရှင်းပြီးသွားလိမ့်မယ်။ဒီလိုတွင်ပြီးရွရဟာအစည်းအကမ်းတွေကိုအမိန်ပေးလိုက်ပြီးတဲ့နောက်တက်တောင့်တက်တာနဲ့အနားယူလိုက်ပါတော့တယ်။အစည်းအကမ်းတွေအလုံးအင်ကိုတေချာတပြည့်စည်းလိမ့်တန့်ရှင်းရေးလုပ်ပြီးမှရွရစီကိုပြန်လာကြပါတယ်။ တခင်မကျွန်တော်တို့အိမ်ပတ်ပတ်လေးကိုတန်ရှင်းရေလုပ်ပြီးတော့ပါပြီနောက်ပြီးတော့ဘာလုပ်ပြရမလဲပြောပါပြီးတော့ပြီကောင်းတယ်ကဲအခုပန်းချံတန်ရှင်းကြဒီရေပန်းရောမြက်တွေရောညက်ကြနားလေလားပြီးတော့ဒီအနာသက်ကမြက်တွေကိုလည်းကက်ကြီးနဲ့တည်တည်ချာချာညီအောင်ညက်ရမယ်နော်ဟုတ်ကဲ့ပါတခင်မဒီရရဲ့စကားကိုကြားတော့အစီကံတွေလည်းတန်ရှင်းရေကိုပြန်ပြီးဆောက်လုပ်ကြပါတယ်တစ်ဖက်မှာတော့နင်းစီဟာအိမ်မိုးတက်ကိုတန်ရှင်းရေလုပ်ဖို့အတွက်တာဝန်ယူနေပါတယ် အမလေးတလောက်ကြီးမတဲ့အိမ်မိုးထက်ကိုတန်ရှင်းခိုင်းမှာပါလားအိမ်အမိုးထက်ကိုရောက်လာတော့မြို့တွေကပန်းချန်ကြီးကိုရောက်လာတယ်လို့ပဲခံစားရတယ်နားထောင်ငါတောင်ထက်ခါထက်ခါမပြောတော့အခုပဲနားလဲအောင်နားထောင်ဒီမှာနေရလိုအပ်တာတွေအကုန်ယူသွားအိမ်မိုးထက်ကအပင်တွေရှိတဲ့နေရာကိုတန်ရှင်းကြပြီးတော့မြက်ဖြာတွေကိုလှန်ပြီးတော့ဖုံခါကြမ်းတိုက်ခိုင်းကျန်တဲ့စီခံတွေကတော့အိမ်မိုးထက်ကအနားယူတဲ့နေရာကိုတန်ရှင်းကြဒီနောက်ကကြတော့အမိုးထက်တစ်ခုလုံးတစ်ပြက်စီလဲပြီးတော့ရေလောင်းကြ အားလုံးကစီလာခဲ့ပြီးရင်ဘာအလုပ်ဆက်လုပ်ရမယ်ဆိုတာငါပြောပြမယ်နင်းစီရဲ့စကားကိုနားထောင်ပြီးအစီအကံတွေလည်းအလုပ်ဆက်လုပ်ကြပါတော့တယ်အိမ်မိုးတက်ကအရင်ကြည့်တော့အစီအကံတွေလည်းအဖွဲလိုက်ခွဲလုပ်ကြရပါတယ်အိမ်မိုးတက်မှာပန်းကြံလိုနေရာတစ်ခုရှိပြီး ပန်းမြနေကိုစိုက်ပြူးထားပါတယ်တခင်မအိုးတိုင်းတအိုးချင်းစီရွှေ့ပြီးတန်ရှင်းလောက်ခိုင်းတာနားလေလားအဲ့ဒါကြောင့်အားလုံးကောင်းကောင်းလုပ်ကြသူကအစီအကံတွေကိုလမ်းညွှန်နေတော့တာပေါ့ နည်းနည်းလန်းတဲ့နေရာမှာမိသားစုဝင်တွေမိုးရေခမ်းအနားယူဖို့လှုပ်ရှားတဲ့နေရာကိုအစီကံတွေကတန်ရှင်းရေးလုပ်နေကြပါတယ်။ငါနေလို့မကြည့်ဘူးလို့မထင်လိုက်နဲ့နော်။အဲ့ဒါကြောင့်ပေါ်ပေါ်ဆဆလှုပ်နေမယ်ဆိုရင်မရဘူး။ငါတီနာလေးမှပဲရှိနေမှာ။အားလုံးမျက်ချင်မပြတ်စောင့်ကြည့်နေတယ်နော်။အစီကံတွေလှုပ်ရှုပ်နေကြချိန်မှာနေ့စီကတော့အိမ်မိုးတိုက်ရဲ့တောင်တနေရာမှာတက်တောင်တက်တာထိုင်ပြီးဖုန်းကြည့်နေရင်းနဲ့အပန်းဖြေနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲအစီကံတွေအားလုံးကအိမ်မိုးထက်တစ်ခုလုံးကိုတန်ရှင်းပြီးလို့ သူ့စီကိုပြန်လာကြပါတယ်။အေးအေးအလုပ်ပြီးပြီ။ကဲအခုအိမ်မိုးထက်ပေါ်မှာစောက်ထားတဲ့အခန်းစီသွားရအောင်။အဲ့ဒီအခန်းကိုတန်ရှင်းကြမယ်။ငါနဲ့လာခဲ့။ဒီလိုပြောပြီးနှင်းစီဟာအစီအကံတွေကိုအခန်းထဲခေါ်လာခဲ့ပါတယ်။အရင်မှာလူတိုင်းကိုတန်ရှင်းရေလောက်ခိုင်းပြီးသူကိုယ်တိုင်ကတော့အခန်းထဲကဆိုဖာပေါ်မှာတက်တောင့်တက်တန်းထိုင်ပြီးဖုန်းသုံးနေခဲ့ပါတယ်။နောက်တစ်ဖက်မှာပူဒီကလည်းအစီကံတွေနဲ့လှုပ်လှုပ်နေပါတယ်။ကဲငါအလုပ်တွေအများကြီးပြီးသွားပြီ။ဒါကောင်းတယ်။ အခုတခုပဲကြံတော့တယ်ဒါပါရှင်းပြီးငါလွတ်လပ်သွားပြီနားထောင်ငါတို့နေရာအများကြီးကိုတန်ရှင်းလောက်ပြီးပြီအဖွားပြောတာတွေရှင်းပြီးပြီအဲ့ဒါကြောင့်ခုနောက်ဆုံးနေနဲ့လာတာဆောင်မင်းမြန်တန်ရှင်းကြဒီမှာမင်းကသူတို့အားလုံးကြီးကြပ်ပြီးလောက်ခိုင်းဟုတ်ကဲ့တခင်မကဲအားလုံးမင်းမြန်လာတာဆောင်ကိုတန်ရှင်းကြစို့အလုကတေးချာဖြစ်နေရမယ်နော်ငါတေးချာတာမလုပ်ချင်းတော့အရန်တေးချာတာလုပ်ချင်တာနားလေလား ပိုးဒီကပြောလိုက်တော့အစီကံတွေလည်းကောင်းချိန်ပြလိုက်ပါတော့တယ်။အင်ကြီးရဲ့လာသားဆောင်ကလည်းအကျဉ်ကြီးပဲပုံ။ချစ်စရာကောင်းတဲ့အပင်တွေပန်းပင်လေးတွေလည်းအများကြီးထားထားပါတော့တယ်။အစီကံတွေအလုံးကဝိုင်းပြီးအဲ့နေရာကိုတန်ရှင်းရေးဆလုပ်ကြပါတယ်။နောက်ဆုံးအနေနဲ့စုနယ်ကတော့အင်းရဲ့ဧကမ်းမကြီးတွေကိုတန်ရှင်းခိုင်းနေပါတယ်။အိုးမင်းတို့အခန်းတွေအလုံးအရင်မြင်မြင်နဲ့ကောင်းကောင်းတန်ရှင်းပြီးပြီ။ဒါပေမဲ့အကြီးဆုံးခန်းမတော့တန်ရှင်းဖို့ကြံသေးတယ်။ကဲပါမင်းတို့လည်းပင်ပန်းနေလာပြီ။ ီးတော့ငါဒီလိုအမိတ်ပြီးအလုလုခိုင်းတာမျိုးမကြိုက်ပါဘူး။အဲ့ဒါကြောင့်ခုငါလည်းမင်းတို့နဲ့အတူတူတန်ရှင်းလုပ်မယ်။အိုးမဟုတ်ဘူးမဟုတ်ပါဘူး။သခင်မကျမတို့နဲ့အတူတူအလုလုရအောင်ဘာလို့လုံးဝမလဲ။ကျမတို့သခင်မကျမတို့နဲ့အလုလုနေကျမတို့အစီခံတွေလည်းနေရခက်ပါရဲ့။ဘာလို့လဲ။မင်းတို့ကငါသခင်မဖြစ်နေလို့ဘာအလုမမလုံနိုင်ဘူးလို့ထင်နေရလား။ငါတို့အားလုံးတူတူလုပ်ရင်အလုပ်တွေပုံပြီးမြင်မြန်ပေးတာပေါ့အစီအကံတွေအားလုံးစိုးတွေကိုရမ်းချစ်ကြပါတယ် ဇွန်နေကသူ့ကောင်းဘော်ကိုတန်ရှင်းရေးလုပ်တဲ့ဝစ်ဆာကိုစီးလိုက်ပါတော့တယ်။စာရင်းရဲ့ခြုံလွာကိုလည်းခါမှပတ်လိုက်ပြီးအစီကံတွေနဲ့အတူအေကမ်းမာကြီးစီကိုစတင်တန်ရှင်းပါတော့တယ်။အစီကံတွေလည်းဇွန်နေရဲ့ဒီလိုရိုးရှင်းမှုကိုမြင်ပြီးအယံပြိုခဲ့ကြပါတယ်။ဇွန်နေကသူ့ရဲ့ချမ်းသာမှုကိုဘလို့မှဂုဏ်ယူဝင်ကြွားတာမျိုးလည်းမရှိပါဘူး။တိမ်မကြခင်မှာပင်အိမ်မှာရှိတဲ့လူတိုင်းတန်ရှင်းရေးပြီးဆုံးသွားကြပြီးအားလုံးနဲ့ဒေါ်သီရာစီကိုရောက်လာခဲ့ကြပါတယ်။တန်ရှင်းလုပ်ပြီးကြပြီလား။ကောင်းတယ် ဒီနေ့ငါ့အိမ်မှာရှိတဲ့လူတိုင်းအရင်ကိုစ조사ကြတယ်။အဖွာကျမအ조사ဆုံးမဲ့တကယ်ပါ။ဟုတ်တယ်။ငါမြင်းမလေးဒီနေ့တကယ်ကောင်းကောင်းလုပ်ခဲ့တယ်။သုံးွယ်ရေသမီးမလာသေးဘူးလား။အမေရေ तू ကကြာမသွားအိတ်နေတာလည်းဖြစ်နေမယ်။ကျမလို့လည်းပြီးပြီအမေ။သူစကားကိုကြားတော့လူတိုင်းကလှဲ့ကြည့်လိုက်ကြပြီးသုံးွယ်ရဲ့ပုံစံကိုမြင်တော့အာတင်သွားကြပါတော့တယ်။သုံးွယ်ကိုယ်တိုင်ကဖုန်တွေပြင်နေပြီးကောင်းမွန်ပါလေတန်ရှင်းရဲ့ဝတ်စာကိုစီးထားတာကိုမြင်တော့ အားလုံးကမေးကြတော့တာပေါ့နင်ကိုယ်တိုင်တန်ရှင်းလုပ်ခဲ့ရလားဒါမှမဟုတ်လှုပ်ခိုင်းခဲ့တာလားနှစ်ခုလုံးမှန်ပါတယ်ကျမအစီခံတွေကိုလည်းလှုပ်ခိုင်းတယ်ကိုယ်တိုင်လည်းလှုပ်ခဲ့တယ်စိုးနွယ်ဒီအိမ်ကြီးရဲ့ချွေးမတယောက်လို့ဘယ်တော့မှစတင်ပြုတ်မှုမလဲကိုယ်တိုင်တန်ရှင်းလုပ်ရအောင်ဘယ်အိမ်ကချွေးမမလို့လဲစင်းရဲတဲ့သူတွေဘလောက်ပဲချမ်းသာချမ်းသာသူတို့ရဲ့အပြုတ်မှုတွေကိုဒီလိုပဲမြင်ရမှာမေရဲ့သူ့မရှင်းပြအောင်လား तू ကဒီအိမ်ရဲ့ချွေးမလေးအစီခံမှမဟုတ်တာ အမတို့သူချမဘာပြောလဲသိလားဒီပါဝလီမှာသူ့ရဲ့အဝတ်ဟောင်းနဲ့ချုပ်ထားတဲ့ဝတ်စုံဝတ်ခိုင်းနေတာဘာစိုးနွယ်ဘလို့ပြောလိုက်တာလဲမဟုတ်ပါဘူးအဲ့ဒီစာရီတွေကမဟောင်းသေးပါဘူးအဲ့ဒါကြောင့်အဲ့ဒီကနေဝတ်စုံတွေချုပ်နိုင်တယ်လို့ပြောတာပါနင်တခုနားလည်ထားတဲ့နဲ့ငါတို့ဆင်းရဲတာမဟုတ်ဘူးအဲ့ဒါကြောင့်နင်ရဲ့ဆင်းရဲတဲ့အတွေးခေါ်ပြောင်းပြစ်ရမယ်နားလည်လားကဲကောင်းပြီကောင်းပြီဒါတွေကိုအဆုံးသတ်ကြစိုးနွယ်သမီးနည်းနည်းလေးမှအကျင့်မပြောင်းတရားချွေးမတွေပြောတာမှန်တယ် ဟုတ်ကဲ့မေဒေါသီရကစူးနွေကိုစူးငေါက်ပြီးနားလည်အောင်ပြောလိုက်တဲ့အခါမှာတော့လူတန်းကစူးနွေကိုပြောဆိုတာရက်သွားပါတော့တယ်ဒီလိုနဲ့တရက်နှစ်ရက်ကုန်ဆုံးသွားပြီးဒီနေ့တော့ဈေးဝယ်ဖို့စူးနွေရဲ့မိသားစု တစုလုံးကြီးမားတဲ့ shopping mall ကြီးစီကိုကားကြီးတွေနဲ့ထွက်လာခဲ့ကြပါတယ်နားထောင်ချွေးမတော့ဘသူပါဝယ်ချင်လဲဆိုတာသိချစဉ်းစားပြီးတော့အခုကတည်းကဝယ်ကြပွဲတော်အတွက်က၂ရက်၃ရက်ပဲကြံတော့တယ်အဲ့ဒါကြောင့်နောက်တစ်ခါပြန်ထွက်ဖို့အဆင်မပြေဘူးလေ ဘွားနုကပြောလိုက်တော့ချွေးမာရီကဈေးဝယ်တာတွေစတင်ကြပါတယ်။နင်းစီယူရနဲ့ပိုးဒီတို့ကပတ်စံတွေကိုစိုးရင်ပူပန်ခြင်းမရှိဘဲဈေးဝယ်ခဲ့ကြပါတယ်။အိုဟိုဒီမှာအရန်လာတဲ့စာရီတွေအများကြီးပဲ။ငါစာရီ၅ထည့်လုံးဝယ်မယ်။ငါလည်းအများကြီးဝယ်မှာ။ငါလည်းအနည်းဆုံး၃လေးထည့်ဝယ်မယ်။အဖွာကျမမိမငယ်လေးဆိုတော့စာရီတွေမဝယ်တော့ဘူး။ခင်မိတဲ့ဝတ်စားတွေရှိတဲ့စီကိုသွားမယ်။အဲ့ဒီကနေဝတ်စုံလက်လာလေးဝယ်မယ်။ပိုးဒီကဒီလိုပြောတော့ ောင်းနုကသူ့စိတ်ကြိုက်ဝတ်စားတွေကိုဝဲခွင့်ပြုလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲအကူ၃ယောက်နဲ့ခင်ပွန်လင်းထက်တို့ကလည်းသူတို့ကိုယ်တိုင်အတွက်ဝတ်စားတွေကိုဝယ်ကြပါတယ်။ကဲကလေးတို့ဒီနေ့ကဒီဝါလီအတွက်ဘာဒန်စီရောင်လေးဝယ်ရင်ကောင်းမလားပြောပါဦး။ဟုတ်ကဲ့ဖေဖေဒီရောင်ကဖေဖေနဲ့တကယ်လိုက်မှာတေချာပေါ့ယူလိုက်ဖေဖေ။ဒါဆိုကျွန်တော်ဒီတစ်ခါအဲ့ရောင်ဝင်ရင်ကောင်းမလားပဲ။အိုးမဟုတ်ဘူးညီလေး။ဒီဝါလီဆိုတာကအလင်းရောင်ပွဲတော့။ဒီလိုချိန်မှာအဲ့ရောင်ကမကောင်းဘူး။ ပြောတာနားထောင်ပါအဖြူရောင်ဝယ်လိုက်အဲ့ဒါကပို့ပြီးခန်းစားချက်ကောင်းစီလိမ့်မယ်တပည့်ကျွန်တော်စိတ်ကြိုက်ရွေးထားတာကိုကြည့်ပါဦးဒါလေးကောင်းတယ်မဟုတ်လားဟုတ်တယ်တာအရင်ကောင်းတယ်တားကြင်ရင်ယူလိုက်လေလူတိုင်းဟာသူတို့စိတ်ကြိုက်ပစ္စည်းတွေကိုဝယ်နေကြပါတော့တယ်ဒါပေမဲ့လည်းဒီထဲမှာစိုးနယ်လေးပါဝင်နေခဲ့ပါတယ်ဒီယာရီအလုံးကသူ့အတွက်တော့ရင်ကိုထူးဆန်းနေခဲ့ပါတယ်ငါဒီလိုဈေးကြီးတဲ့စာရီတွေဝယ်ဖို့စိတ်မပါဘူး ဒီဟာအသက်တာဆုံးစာရီတောင်မှ9000တန်နေတာဘာလို့ရမလဲငါတခုပဲလှုပ်တော့မယ်စာရီတစ်ထည်နှစ်ထည်လောက်ပဲဝယ်မယ်ကျန်တဲ့အဝတ်စားတွေနဲ့ပဲဖြတ်တန်းလိုက်မယ်ဒါပေမဲ့ပေတခုယူရမယ်ဆိုတော့ငါမဆုံးဖြတ်နိုင်ဘူးအော်ဟိုမှာလူရှိရပဲသူ့ပေစာရီဝယ်ရမလဲမေးလိုက်ကောင်းမယ်ဆွနေဟာသူ့အစီအကံကိုမေးတော့မလို့ရှိသေးတယ်တခုခုကိုကြားလိုက်ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကလေးတို့ရင် အမေအလုံးလုံးလို့ပတ်စံရရင်အဝတ်စားတေချာပေါင်းဝယ်ပေးပါမယ်လို့ပြောပြီးပြီလေနော်အခုဖုန်းချလိုက်တော့ဟုတ်တယ်အမေအလုံးလုံးနေတာကလေးတွေကိုရှင်းပြတာတကယ်ခက်ခဲတယ်အခုငါဘလို့ပြောပြရမလဲတို့ရဲ့အမေကဆင်းရဲတယ်တို့လိုချင်တဲ့အရာအလုံးငါမဝယ်ပေးနိုင်ဘူးစုနေကစီစီပြောတာကိုကြားလိုက်ရတော့ဝမ်းသာသွားပါတော့တယ်အိုးမဟုတ်ဘူးငါတီအိမ်ကြီးမှာနေရင်းနဲ့ဒီပွဲတော်တရားဆင်းရဲတဲ့သူတွေအတွက်ပျော်ရွှင်မှုမပေးနိုင်ဘူးဆိုတော့မှိတ်သွားခဲ့တာ စီစီရဲ့စကားကိုကြားပြီးအမေတို့တောင်တတိယသွားတယ်။မိဘအိမ်တော့ကလည်းတေဝါလေးဥစ္စာဝယ်ပေးဖို့ပြောတိုင်းအမေကတီလိုပဲရှင်းပြခဲ့ရတာ။ငါတို့အိမ်ကအစီခံတွေတီလိုအိမ်ကြီးအိမ်ကောင်းမှာအလွတ်လုံနေကြတာ။ဘာပဲဖြစ်ဖြစ်ငါတို့အားလုံးရဲ့တေဝါလေးကိုအလဆင်ပေးမယ်။သူကဒီလိုဆုံးဖြတ်လိုက်တော့တာပေါ့။ဒီလိုနဲ့ဆုံးရဟာအိမ်ကအစီခံတွေကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အချိန်တိုလေးအတွင်းမှာပဲလူတိုင်းကဈေးဝယ်ပြီးသွားပြီးအိမ်ပြန်ဖို့အချိန်ကိုရောက်လာခဲ့ပါတယ်။ လာမင်းတို့ဈေးဝယ်ပြီးရင်အိမ်ပြန်ကြစို့မဟုတ်သေးဘူးအကိုအခုမဟုတ်သေးဘူးဘာလို့လိုနေသေးလို့လဲမင်းစရာမလိုတာပါပွဲအတွက်ဆေးဆိုင်နဲ့အလှပြင်ဆိုင်သွားဖို့ပဲရှိတော့တာမင်းရောပဲလာနှင်းစီမင်းရောတခြားလုပ်စရာရှိသေးလားဟုတ်တယ်ကျမလည်းလုပ်စရာရှိတယ်ကျမအတွက်လည်းပွဲတော်ပဲလေဟုတ်တယ်မလားဟဲ့ဒါဆိုဘာလို့နှောင့်နှေးနေရလဲမြင်မြန်ပြီးအောင်လုပ်ကြမြင်မြန်အလှပြင်ဆိုင်သွားကြစိုးနွယ်ချွေးမှာ ။တမီးကတော့ဒီလိုနေရာတွေမှာလှုပ်ဆရာမလိုပါဘူး။ဟုတ်တယ်ဖွာ။ကျမဒီလိုနေရာတွေကိုတခါမှမသွားဘူး။ကျမလှုပ်ဆရာမရှိပါဘူး။ဒီလိုလူကြီးတွေရဲ့ဝါသနာတော့ဘယ်တော့မှဖွံ့ဖြိုးလာမှာမဟုတ်ဘူး။ကဲပါပဲဖြစ်ဖြစ်ဒေဝလီမှာကိုမျက်နာကိုဝန်းနေနေတာမြင်ရရင်ဘသူမှပါမှမပြောတော့ပါဘူး။ရုပ်ဆိုးဆိုးကြီးဖြစ်နေတော့ဘသူမှမကြိုက်ကြဘူးလေ။ဒီလိုပြောပြီးနင်းစီနဲ့ယူရတို့ကပိုးရီနဲ့အတူအလှပြင်ဆိုင်ကိုထွက်သွားပြီးအရင်မှလေးပတ်စံတွေအများကြီးကိုတုံးပြုံလိုက်ကြပါတော့တယ်။ ။စိုးနယ်ကတော့သူ့ရခမရင်းနဲ့အတူအိမ်ပြန်လာပြီးအိမ်ရောက်တန်းနဲ့သူ့ခန်းထဲဝင်ပြီးတော့အိမ်တန်းရှင်းရင်းကထုတ်ထားတဲ့အဝယ်ဟောင်းစရီတွေကိုထုတ်လိုက်ပါတော့တယ်။ငါမိသားစုဝင်တွေငါရဲ့ဒီလောက်ရဲ့ကြောင့်စိတ်ဆိုးကြလိမ့်မယ်လို့ထင်တယ်။ဒါပေမဲ့ကောင်းတဲ့အလုပ်လုပ်ဖို့တော့ကြောက်နေတဲ့မအောင်ငါတို့အိမ်ကြီးမှာဒေဝါလီနေ့မှာပျော်စရာတွေအများရှိလိမ့်မယ်။ဒါပေမဲ့ဒီအိမ်မှာအလွတ်လုံးနေတဲ့သူတွေရဲ့အိမ်တွေမှာပျော်ရွှင်မှုတွေတိတ်ဆိတ်နေတာမျိုးမလို့ချင်ဘူးအဲ့ဒါကြောင့်ခု ငါမိဘအိမ်တော့ကကိုအတွက်နဲ့အမေအတွက်ချုပ်ပေးခဲ့တယ်လို့ပဲဒီမှာအလွတ်လုတဲ့အစီခံတွေအတွက်လဲကိုလန်နဲ့ဝတ်စားတွေချုပ်ပေးမယ်ဒါပေမဲ့တလောက်များတဲ့ဝတ်စားတွေနဲ့တော့ငါအလုပ်မပြီးနိုင်ဘူးငါအမေနဲ့အဖေတို့ရဲ့အဝတ်ဟောင်းတွေလည်းတွားတောင်းတဲ့နေဇုန်နေဟာသူ့စီစဉ်တွေကိုဘယ်သူကမှမပြောဘဲရောက်ကမာရီစီကအဝတ်ဟောင်းတွေကိုယူလာခဲ့ပါတယ်ဒါနဲ့သမီးရဲ့အတုံးမဝင်တဲ့အဝတ်တွေဘာလို့စုနေရလဲအဖွားကျမတခုခုလောက်ဆရာရှိလို့ပါအဖွားသိလာလိမ့်မယ် ဒီလိုပြောပြီးစွန်းတွေဟာဝယ်ဆောင်တွေကိုသူ့ခင်းနေယူတော့ပြီးအစီကံတွေအတွက်ဝယ်ဆောင်တွေကိုစတင်ချုပ်လုပ်ပါတော့တယ်။အစီကံတွေကအရေးများတယ်။အားလုံးအတွက်တော့မချုပ်နိုင်ဘူး။ဒါပေမဲ့ဟုတ်တယ်။ဒီဝတ်စားတွေကိုအဟောင်းပုံစံမဟုတ်ဘဲနဲ့အစ်စ်လိုမျိုးကိုလုပ်ရအောင်လုပ်နိုင်တယ်။ဒီလိုနဲ့သူဟာအလုံးစားလုပ်လိုက်ပါတယ်။သူ့စားတွေတချို့ကိုဖျက်တောက်လိုက်ပြီးဝတ်စုံချုပ်ဖို့ပြင်ဆင်နေတော့သူ့ရောင်းမတွေကဈေးကနေပြန်လာတော့အားလုံးကိုတင်းထားလိုက်ရပါတော့တယ်။ငါဒီလောက်ကိုလျှော့ဝက်ပြီးလောက်ရမယ်။ ဘာလို့လဲဆိုတော့တယောက်ယောက်မြင်သွားငေါ့ထပ်ပြီးစုနေမှာအဲ့လိုတွေ့ပြီးစုနေဟာသူ့အလုပ်ကိုရန်ကယူဆိုင်ပြီးလုပ်ခဲ့ပါတယ်ဒီလိုနဲ့ရန်နေငယ်ကုံဆုံးသွားပြီးတဲ့နောက်ဒီဝါလီနေ့ကိုရောက်လာခဲ့ပါတယ်မနက်ခင်းကလေးကအင်ဂျီတစ်ခုလုံးမှာပျော်ရွှင်မှုတွေနဲ့ပြည့်နှံ့နေပါတယ်အစီအကံတွေရောချွေးပါတွေရောအလုံရှုံနေကြပါတယ်တချို့ကမီးလုံတွေတက်ဆင်နေကြပြီးတချို့ကအင်ကိုတက်ရတန်ရှင်းနေအောင်လုပ်နေကြပါတယ် ဒီလိုလုပ်နေကြတော့ဖွားနုကလူတိုင်းကိုသူ့စီခေါ်ပြီးပြောလိုက်ပါတော့တယ်။ကဲနားထောင်ကြ။ကျန်တဲ့အလုပ်တွေနောက်မှလုပ်ကြ။ပထမဆုံးဒေဝါလီမောင်နေကိုဘယ်ရက်နဲ့ဝယ်ရမလဲ။ပါရင်မှားရမယ်ပြောပါအောင်။အဖိုင်းရင်ကျမပြောမလို့ပဲ။အပြင်းနဲ့မောင်နေပါရင်မမာပါနဲ့။ကျမဒီမှာရှိရလေ။ကျမကိုယ်တိုင်အိမ်မှာမောင်နေလုပ်ပေးပါမယ်။ဒေဝါလီမှာမောင်နေဝယ်လို့ကအရမ်းများတယ်။အဲ့ဒါကြောင့်ဘသူမှတန်ရှင်းစင်ကြအောင်မလုပ်ကြဘူး။အိမ်မှာလုပ်ရင်လူတွေသဘောကျမယ်။ကျမရုပ်လည်းမထိခိုက်ဘူးလေ။ ဟဲ့နင်ပါရီပြောနေရလဲနင်သေးချာမစင်းစားတတ်ဘူးလားခေါင်းထဲမှာဘာမှမရှိဘူးနင်ပါရီပြောနေရလဲဘာလို့လဲအမရဲ့လူတိုင်းအတွက်စင်စားပြီးပြောနေရလေနင်နီလန်းကိုလိုက်နိုင်လေနင်ကငါတို့အားလုံးကဘာအနဲ့မှာအရှက်ရောင်လုံမှာပဲအိတ်နေစမ်းမှာဟာငါတို့ဘာလို့အိမ်မှာမုံလို့ဖို့လိုအပ်တာလဲငါတို့အကောင်းဆုံးဆိုင်တွေကနေမုံတွေဟင်းပွဲတွေဝယ်နိုင်တယ်ဧည့်သည်တွေငါတို့အိမ်ကိုလာတဲ့အခါနင်လောက်တဲ့မုံတွေပေးပြီးနာမည်မသိတဲ့နေရာမုံဆိုပြီးပြောချင်နေရလားဒါပေမဲ့ချွေးမရည် ိမ်လုံးမောက်မှာပါများပြဿနာရှိလို့လဲငါတို့ပါပြေးမှမတွေ့ဘူးကောင်းပြီလေချွေးမအမေခွင့်ပြုတယ်တမီလှုပ်ချင်တာလှုပ်ပါဒါပေမဲ့အိမ်ကိုဧည့်သည်တွေအများကြီးလာမှဆိုတော့တမီအားလုံးတော့လုံနိုင်မှာမဟုတ်ဘူးနားလေလားကောင်းပါပြီအမေကျမလုံနိုင်တလောက်လှုပ်ပါမယ်ကျန်တော့အမေလှုပ်နော်ဆွနွေရဲ့စကားကိုကြားပြီးရောက်ခမနဲ့ဖွားတို့ကပြုံးယုံမိပြုံးပြလိုက်ကြပါတယ်။ဆွနွေလည်းမုတ်တွေဟင်းပွဲတွေလှုပ်ဖို့မိဖို့ကြောင့်လေးကိုဝင်သွားပါတော့တယ်။ ဒီလိုနဲ့ညနေရောက်တော့အင်ကအစည်းအဝေးလိမ်ပြန်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။ကိုစိုးစီစီကိုဦးရဲ့အားလုံးတရုတ်လာခဲ့ကြ။ကျွန်တူတွေကိုလည်းခေါ်ခဲ့။ဖောင်းလူကအစည်းအဝေးအားလုံးကိုခေါ်လိုက်ပါတော့တယ်။အားလုံးရောက်လာတော့မိသားစုဝင်တွေလည်းရှိနေကြပါတယ်။ဖာနုကအိတ်တလုံးထုတ်ပြီးအစီကံတွေအလုံးကိုလက်ဆောင်ဖြင့်နဲ့တတိကျောက်ထုတ်တွေကိုပေးလိုက်ပါတော့တယ်။ဒီမှာမင်းတို့အလုံးအတွက်ငါရဲ့လက်ဆောင်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ တေဝါလီကလူတိုင်းအတွက်ပွဲတော်ပဲဒီမှာပျော်ရွှင်စရာတေဝါလီနေ့လေဖြစ်ပါစေဂျေဆုပါသခင်မကြီးဂျေဆုများတက်ပါတယ်ဒီလိုမျိုးသခင်တွေဘယ်မှာမှရှာလို့ရမှာမဟုတ်ဘူးနော်ငါတို့အိမ်အစီခံနေရန်ကီးဦးဆိုင်တာမှန်ပါတယ်သခင်မကောင်းပြီလေအခုနားထောင်ကြအောင်နင်တို့အတွက်လက်ဆောင်ပေးလောင်မယ်နင်တို့အားလုံးငါတို့အိမ်မှာအလွတ်လုတဲ့မနေ့ကနေညနေထိအချိန်တွေအကုန်ခံရတယ်နင်တို့ကငါတို့နဲ့အလွတ်လုတဲ့အတွက်ငါလည်းနင်တို့တစ်ခုခုပေးချင်တယ် ီလိုပြောပြီးစွန့်ရဟာသူ့အခန်းထဲပြန်ဝင်ပြီးသူ့လက်နဲ့ချုပ်ထားတဲ့ဝတ်စားတွေကိုယူလာခဲ့ပါတယ်။ဒီမဲ့ကျွန်မဒီဝတ်စားတွေကိုမင်းတို့အားလုံးအတွက်ကိုယ့်လက်နဲ့ကိုယ်တိုင်ချုပ်ထားတာလုံးဝအစ်စ်တွေနဲ့လှုပ်ထားတာမဟုတ်ပါဘူး။ဒါပေမဲ့တိတ်မဝတ်ရသေးတဲ့အဝတ်ဟောင်းတွေပါ။အဲဒါကြောင့်မင်းတို့ဝတ်လို့ရအောင်လှုပ်ထားတာ။စီစီကျွန်မမောလ်မှာတုန်းကရှင်စကားပြောတာကြားလိုက်တယ်။ရှင်ရဲ့သမီးလေးတွေဝတ်စားလို့ရမလား။အဲဒါကြောင့်ကြည့်ရှင်ရဲ့သမီးလေးအတွက်ဝတ်စုံနဲ့စုံပါချုပ်ပေးထားတယ်။အခုတေဝါလီကလူတိုင်းရဲ့ပွဲတော်ပဲ ကျမရဲ့တီလက်ဆောင်ပျော်ပျော်ရွှင်ရွှင်လက်ခံပေးပါ။သူနယ်ရဲ့စကားကိုကြားတော့အစီကံတွေလည်းမျက်ရည်တွေနဲ့ပြည်လာခဲ့ပါတယ်။သူချုပ်သားတွေလက်ဆောင်တွေကိုပျော်ရွှင်စွာနဲ့လက်ခံယူကြပါတယ်။တခင်မဒီနေ့တခင်မဘလောက်တောင်ကျေစုပြုတ်လိုက်လဲဆိုတာပြောလို့တော့မကုန်။တခင်မကြောင့်ကျမကလေးတွေရဲ့တေဝါလီကအလင်းရောင်ရသွားပြီ။တခင်မကလေးတွေအတွက်ဒီလိုအံ့ဩစရာကောင်းတဲ့အဝတ်အစားတွေလုပ်ပေးလိုက်ပြီ။ကျွန်တော်မိသားစုကလည်းဘာဝေးရမလဲဆိုပြီးစိတ်ပူနေတာ။ ဒီနေ့တခင်မကကျွန်တော်ကိုရောကျွန်တော်မိသားစုကိုရောပျော်ရွှင်စေခဲ့ပြီမင်းတို့အားလုံးပျော်နေတာမြင်ရတော့လေငါဘလောက်ကောင်းတယ်လို့ခံစားရလဲဆိုတာပြောပြလို့တော့မကုန်တကယ်ပါသွားတော့မင်းတို့ရဲ့ပွဲကိုပျော်ရွှင်စွာကျင်းပကြအစီကံတွေအားလုံးဟာစွန့်နေချုပ်ပေးလိုက်တဲ့ဝေစာတွေကိုယူပြီးပျော်ရွှင်စွာနေပင်ကိုယ်အင်ကိုပြန်သွားကြပါတော့တယ်ဒါပေမဲ့စွန့်နေကိုတော့သူရောက်မတွေကပြန်ပြီးရန်စနေကြပြီပေါ့ဘာဖြစ်လို့လဲဘာလို့ကျမတို့ဒီလိုကြည့်နေကြလဲ နေ့မှာဘလောက်တောင်ညံမရှိလဲဆိုတာငါမြင်နိုင်နေဟဲ့အခုငါတို့သခင်မတွေကသူတို့ရဲ့အစီခံတွေကိုကိုလက်နဲ့ကိုယ်တိုင်ချုပ်ထားတဲ့ဥစားတွေပေးရမယ့်အချိန်ရောက်လာပြီပေါ့လေနင်းစီပြောတာမှန်တယ်နင်ပါလုလိုက်တာလေနင်ဒီနေ့နည်းနည်းလေးမှတတိမရှိရလားဒါမှမဟုတ်ကောင်းနေမှာကောက်ရိုးတွေပဲပြည့်နေရလားတမသူတို့ခဏတာပျော်ရွှင်မှုပဲပေးလိုက်တာဒါပါမှားလို့လဲဒါပါမှန်လို့လဲဆိုတာလည်းပြောပါအောင်အိမ်မောင်မုံနဲ့လောက်ရအောင်မယ်အိမ်မောင်ဥစားချုပ်ပြီးလဲဝတ်ရအောင်မယ်ကို့အတွက်ဘာမှဈေးမဝယ်ဘူး မမတီအိမ်ကြီးမှနေထိုင်ဖို့မထိုက်တန်ဘူးမမရိုးရိုးအိမ်ရှင်မှပဲတီအိမ်ကြီးရဲ့သခင်မှမဟုတ်ဘူးလူတိုင်းကစိုးနေကိုဒီလိုပဲပြောနေကြပါတော့တယ်လူတိုင်းပြောနေတာကိုနားထောင်ပြီးစိုးနေကသူ့ရဲ့ကောင်းတဲ့အလုပ်ကတော့မှားနေပြီလို့ခံစားလာရပါတယ်ဒီခါမှာဖွားနုကစိုးနေဘက်ကနေကာကွယ်ပြီးပြောဆိုလိုက်ပါတော့တယ်တော်ကြပါတော့နင်တို့ရဲ့အတိတ်ပဲမရှိတဲ့စကားတွေရက်လိုက်ကြသိုးနွယ်ကပါအမားမှမလုပ်ဘူးသူပတ်စံချွေတာတယ် မလိုအပ်ပဲအကုန်ကြမခံဘူးဆိုရင်ဒါပိုပြီးကောင်းတယ်လေငါတို့မဟုတ်တဲ့ဝတ်စားတွေကိုစင်းရတဲ့သူတွေဝင့်ဘာများမှားလို့လဲဒါမမှားဘူးသမီးမှားနေတာနင်တို့ရဲ့အတွေးခေါ်ပဲအဖွားနားလဲပါတယ်သုံးຫນွယ်ဒီလူတွေပြောနေတာကိူးမဆိုင်ပါနဲ့သမီးပါအမားမှမလုပ်ဘူးကဲအခုလူတိုင်းသွားပြီးတော့ပြင်ဆင်ကြတော့ဧည့်သည်တွေရောက်တော့မယ်ဖွားနှုတ်ရဲ့စကားကိုနားထောင်ပြီးမှစိုးနယ်လဲနည်းနည်းတော့စိတ်သက်သာရရသွားပါတော့တယ် ီလိုနဲ့ညနေရောက်လာပြီးချွေးမော်ရီနဲ့အိမ်ကလူကြီးတွေအားလုံးအစင်းနဲ့ပြင်ဆင်သွားကြပါပြီအိမ်ကြီးတစ်ခုလုံးမှာဒီဝါနီစီမီးခွက်တွေနဲ့ရွှေလိုမျိုးလင်းလက်တောက်ပါနေခဲ့ပါတယ်အဲဒီရီဟာလေဒေါ်သီရာအိမ်ကိုရောက်လာကြပြီးတော့လူတိုင်းကပျော်ရွှင်စွာနေပြီးဒီဝါလီပွဲကိုကျင်းပခဲ့ကြပါတယ်စကားတွေလည်းအများကြီးပြောပြီးပြီးအခုငေါ့တခုခုကျွေးပါအောင်ဟဲအိမ်မှာပါရှိလဲပါစားမလဲပြောပါအောင်အိမ်လုံးမောင်းလားဈေးရမောင်းလားဟာငါလည်းအိမ်မှာမုန်းနေလှုပ်ထတာအိုးညီမလေး ဘသူကအပြင်းအဆားမလဲအိမ်လုံးမုံပြေးပါကောင်းပြီလေဒါဆို အမိုးထက်ကိုလာခဲ့ကြအစားတော့အားလုံးပြင်ဆင်ထားတယ်ဒေါတိရာကအင်္ဂိုလာရဲ့ဧည့်သည်တွေအားလုံးကိုအိမ်မိုးထက်ကိုခေါ်သွားလိုက်ပါတော့တယ်အိမ်မိုးထက်မှာမီးလုံးတွေစပွဲတွေကိုထားထားပါတော့တယ်လူတိုင်းကလည်းပဲအဲ့ဒီမှာအိမ်လုံးမုံတွေကသာပျော်ရွှင်စွာနဲ့စားတော့ကြပါတော့တယ်။ခဏကြာမှဆီကံတွေအလုံးနဲ့စိုးနှိမ်ချုပ်ပြီးထားတဲ့ဝတ်စုံတွေကိုဝတ်ဆင်ပြီးတခင်တွေရဲ့အိမ်ကိုရောက်လာကြပါတယ်။ သူတို့အားလုံးကစိုးရိမ်ကြအောင် အရင်ကပြုံနေကြရတာပေါ့။အခင်မကြီးကျမတို့လိုဆင်းရဲတဲ့အစီခံတွေလည်းလက်ဆောင်တွေယူလာပေးပါရယ်။တားအစီခံလားငါနှင်းဆွေမျိုးလို့ထင်နေတာ။အငယ်ဆုံးသခင်မလေးကသူ့လက်နဲ့ချုပ်ထားပေးတဲ့အဝတ်အစားတွေပါ။အဲဒါကြောင့်တလောက်လှနိုင်တာပါ။နင်ချွေးမလည်းအရင်ကောင်းတာပဲတည်တာရဲ့။ဒေဝါလီရဲ့အတိတ်ပဲကသူများတွေရဲ့ဘဝပါအရောက်သွေးမေးဖို့ပဲလေရှင်ပြောတာမှန်ပါတယ်ဒီနေ့ကျမလည်းမမဆိုးနယ်ကြောင်းအရန်ကုံယူမိတယ် ဘုရားရဲ့စကားကိုကြားတော့နှင်းစီနဲ့ရွေးရလိုလဲပြုံးလိုက်ကြပါတော့တယ်။ဒီနေ့မှစိုးနေကြအောင်လူတိုင်းလေးပြုံးနေကြရတာပေါ့။အဲဒီနောက်မှာဧည့်သည်တွေနဲ့အစည်းအကံတွေအလုံးညစာစားပြီးနောက်ပန်းချန်လေးကိုသွားကြပြီးချမ်းသာစင်ရဲခွဲခြားမှုမရှိဘဲမိရှိမိဘတွေကိုပြစ်ဖောက်ကြပြီးတော့ပျော်ရွှင်စွာနဲ့ပဲဒီဝါလီပွဲကိုကျင်းပခဲ့ကြပါတယ်။အိန္ဒိကစားပြီးစုနယ်ဘော်ကိုလည်းဘသူကမှအပြစ်တင်တာမျိုးမရှိတော့ဘဲအလုံးလေးအဆင်ပြေသွားတော့တာပေါ့ကွယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။